ယူကရိန်းမြောက်ပိုင်းကိုထိုးစစ်ဖို့ရုရှားဘက်ကအဆင့်အားငါတောင်းစူးစီးတက်ဖြတ်နေတယ်လို့ဇလန်စကီကထုတ်ဖော်ပြောလိုက်ပါတယ်။ယူကရိန်းမြောက်ပိုင်းဆမ်မီဒေတာတွိုက်မှာရုရှားစစ်ရင်အားငါတောင်းစုစည်းနေပြီးအဲ့ဒီနေရာမှာမော်စကိုအနေနဲ့အကြီးစားထိုးစစ်မပြုနိုင်ဘူးမိမိတို့ယူကရိန်းဆိုရကကာကွယ်ဟန်တားနိုင်ဖို့ခံစစ်ကိုကြိုးပမ်းနေပြီလို့ယူကရိန်းသမ္မတဆီလင်စကီကပြောပါရယ်ကြည့်ရတာယူကရိန်းဘက်ကနွေရာသီထိုးစစ်မှုရုရှားဘက်ကပြင်ဆင်နေပုံရပါတယ် အပြည့်ခရဲ့စည်းစုနဘတွေဆက်လုပ်ဖို့အခြေအနေတွေပိုင်းခြားချမှတ်ထားတဲ့အစကြောင့်လားယူကရိန်းကိုပို့ဖို့စောင့်ဆိုင်းနေတော့မှာပဲအခုလိုစင်အားထပ်ဖြန့်လာပေါ်လာတာပါပူတင်အနေနဲ့သူပို့တဲ့စာကြောင့်လားလည်းမှာပါတဲ့အချက်လက်တွေကိုယူကရိန်းအနေနဲ့လိုက်နာရင်လိုက်နာမလိုက်နာဘူးဆိုရင်တော့ထိုးစစ်ဆင်မှုအစင်သင့်ပဲဆိုတာကိုပြောထားပုံရပါလေအဲ့ဒီစာကြောင့်လားလည်းမှာဘလို့အချက်တွေပါဝင်လဲဆိုတာသိကြမသိရပါပဲ တရားတစ်ခုကတော့ရှေ့တန်းကယူကရိန်းစစ်သားတွေနောက်ဆုတ်ပေးဖို့နောက်ပြီးတော့ယူကရိန်းနဲ့မြန်25%ရုရှားဘက်ကိုလွှဲပေးဖို့ဒီလိုချက်တွေပါမှာပါဒါအောင်လေယူကရိန်းကလုံးဝလက်မခံပါဘူးတကယ်လို့လက်မခံရင်တော့စူးစီးထားတဲ့အင်အား9000နဲ့ရှေ့ဆက်ပြီးတော့ထိုးစစ်ဆင်အောင်မယ်လို့ယူဆရပါတယ်စူမီဒေတာဟာရုရှားနိုင်ငံပတ်ချံကော့စ်တေတာမှာလေဆက်ဖြတ်ကျော်တောလာနေပြီးတော့ယူကရိန်းကလာတော်ကြာတင်ထားခဲ့တဲ့နေမီအစိပ်ပိုင်းအချို့တည်ရှိပါတယ် အဲ့ဒီဒေသမှာပြည်ကလေးလကရုရှားစစ်တပ်နေတဲ့မရှင်းလင်းနိုင်တဲ့ area ဒီမှာ Ukraine တပ်တချို့ရှိနေတော့မှာလက်ရှိသူတို့ရဲ့အင်အားအကြီးဆုံးနဲ့အပြင်းထန်ဆုံးတစ်ဖွဲ့တွေဟာ Kars ရှေ့တန်းမှာရှိတယ်လို့ Zelensky ကသတင်းတောက်တွေနဲ့တွေ့ဆုံနေပြောပါတယ်ကျွန်တော်တို့တပ်တွေကို Kars ဒေသမှာဖယ်ရှားဖို့နဲ့ကျွန်တော်တို့ပတ်ချံကစမီဒေတာကိုထိုးစင်ဖို့သူတို့ပြင်ဆင်နေပုံရတယ်လို့ဇလန်စကီကရှင်းပြပါတယ်။ရုရှားနဲ့ယူကရိန်းတခြား ဂျာကက်ဆုံးတစ်ခုကိုလိုချင်တယ်လို့ပူတင်ကလည်းတောင်းဆိုခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီတောင်းဆိုချက်နဲ့ပတ်သက်လို့ရုရှားဟာ10ကီလိုမီတာ6မိုင်ခန့်ဂျာကက်ဆုံးကိုလိုချင်တာလို့ကျွန်တော်တို့ယုံကြည်ကြောင်ဇလန်စကီကပြောပါလိမ့်။ရုရှားကမကြောက်သေးဘူးကအဲ့ဒီဒေတာရှိနေဆက်ဂျီဝါ၄ဝါထက်မလဲကိုသိမ့်ပိုက်ခဲ့ပါလိမ့်။ဒါအပြင်ယူကရိန်းရှင်းမိုက်ဆီမနာတချို့မှာပြီးခဲ့တဲ့ရက်ပိုင်းတွင်ရုရှားတပ်တွေဟာဒီဖြည်းဖြည်းချင်းရှေ့ကိုထိုးပေါက်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ အငင်းပွားနေတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ဒေသမှာနှစ်ဖက်စစ်တီတွေ7မိနစ်ကြာပြစ်ခတ်မှုဖြစ်ခဲ့ပါလေ။မေလ28ရက်နေ့ဒေသစံတော်ချိန်နနက်9နာရီခွဲဝန်းကျင်မှာအငင်းပွားနေတဲ့ထိုင်းကမ္ဘောဒီးယားနယ်စပ်မှာနှစ်နိုင်ငံစစ်တီတွေ7မိနစ်ကြာပြန်လည်ပြစ်ခတ်မှုဖြစ်ခဲ့ပါလေ။ရူဘွန်ရက်ခြားတာနီခိုင်နန်ယုံခိုင်ခွဲချုံဘုတ်နယ်စပ်ရွာနီအဲ့ဒီပြစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းမှာ နှစ်ဖက်တမှုတွေဖုန်းနဲ့ဆက်သွယ်ပြောဆိုပြီးနောက်ပြစ်ခတ်ရဲစဲလိုက်ခြင်းဖြစ်ပါတယ်ထိခိုက်ဒဏ်ရတေဆုံးမှုမရှိဘဲ6လပြစ်ခတ်မှုအဆင့်မျိုးသာဖြစ်တယ်လို့ထိုင်းပိုချုပ်ကရှင်းလင်းပြောပါတယ်ပြည်ထောင်လကအဲ့ဒီနယ်စပ်မှာပဲနဖက်စစ်သားတွေတင်းမာမှုဖြစ်ပွားခဲ့ပြီးနောက်သမတ်နယ်မြေတွင်ဘသူမှမဝင်ရောက်ပဲပြေးလည်ဖို့သဘောတူညီခဲ့ပါတယ်။ဒါပေမဲ့အခုကမ္ဘောဒီးယားစစ်သားတွေမဝင်ရနယ်မြေတွေဝင်လာလို့သဘောတူညီမှုကိုချိုးဖောက်ရရောက်တဲ့အတွက်ပြောဆိုရာကလည်းတင်းမာမှုဖြစ်ပွားပြီးပြစ်ခတ်မှုတွေဆက်ခဲ့တာပါ။ အခုအပြည့်ရသွားပြီမဲ့နှစ်ဖက်လုံးမှစစ်သားတွေဟာခြောက်ပုတ်နဲ့ဖက်တစ်ဖက်ချက်မှာအသိရှိနေတော့မယ်လို့ဗိုလ်ချုပ်ဝန်ထိုင်းကပြောပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ဒေသမှာမကြာခဏဆိုသလိုတိုက်ပွဲတွေဖြစ်ပွားလို့ရှိပါတယ်။ဒီကအပြည့်အဲ့ခြောက်ပုတ်ကြီးရနေမြေပိုင်းခြားမှုနဲ့ပတ်သက်ပြီးထိုင်းနဲ့ကမ္ဘောဒီးယားပြည်ထနာတက်နေတာဟာနှစ်နဲ့ချီကြာမြင့်နေပြီပဲဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ တရုတ်ကဖွံ့ဖြိုးဆဲနိုင်ငံများမှအစဉ်ချိန်နေဘီယာအင်ကျွေးမီအမေရိကန်ဒေါ်လာ22ဘီလီယံခုနှစ်မှာကောက်မယ်လို့ဆိုပါတယ်တရုတ်ဟာခုနှစ်မှာစဉ်ချိန်ကျွေးမီဒေါ်လာ22ဘီလီယံရရှိဖို့ရှိနေပြီးကမ္ဘာအစဉ်အဆုံနဲ့ထိခိုက်လွယ်ဆုံးနိုင်ငံတွေပါဝင်ဖွံ့ဖြိုးဆဲနိုင်ငံ85နိုင်ငံအတွက်အရင်းအမြစ်မတည်သူဖြစ်မှအကျွေးတောင်းသူဖြစ်လာတယ်လို့ဩစတြေးလျပညာရှင်ဖွဲ့ကပြောပါတယ် 2010ပြည့်လွန်နှစ်တွေက BIC မကေးအတွက်ငွေထုတ်ချေးခင်မှုမှာပြန်ရမဲ့ကြွေးမိတွေဟာချင်းငွေတထထောင်မှာကျော်လွန်သွားခဲ့ပါတယ်။ကမ္ဘာအစည်းအဝေးနဲ့ဖွံ့ဖြိုးဆဲနိုင်ငံ85နိုင်ငံဟာ2010မှ2018အတွင်းသူတို့ချင်းငွေရဲ့ချင်းငွေတွေအတွက်သင်္ကြန်နဲ့ကြွေးမိစုစုပေါင်းဒေါ်လာ22ဘီလီယံပေးရလိမ့်မှာဖြစ်ပါတယ်။ဧဝါကျွေးမိဂရီကိုတွေပြန်ပြင်ဆင်ဖို့နိုင်ငံတကာဖိအားကိုရင်ဆိုင်နေရသလိုပြည်တွင်းဖိအားသူတို့ဖြင့်အစိုးရနဲ့ဆက်စပ်တဲ့ ဗန်နာရေးဖွဲ့စည်းရတဲ့အကျိုးတောင်းမှုတံကိုလည်းခံနေရပါတယ်။တရုတ်ကအကျိုးတောင်းဆုံးသူဖြစ်သွားတာဟာဖွံ့ဖြိုးရေးမိဖတ်ဆိုတဲ့သူကုံဒိတ်ခါကိုထိခိုက်စေမှာလို့သုတေသနပညာရှင်တွေကပြောပါတယ်။တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနက2025မေလ29ရက်နေ့မှာအဒီအစီရင်ခံစာပယ်ချခဲ့ပြီးဖွံ့ဖြိုးရေးနိုင်ငံတွေကိုတည်ရဲ့ချင်းဝေးကူညီနဲ့ပတ်သက်ပြီးနိုင်ငံချို့ကကောလာဟာလာတွေဖြန့်နေကြောင်းပြောပါလေ။တမရရှိလက်ထက်ကစတင်ခဲ့တဲ့ Button Road စီမံကိန်းအရတရုတ်ဟာ ကမ္ဘာမှာဩဇာထက်လွမ်းမှုနိုင်စေဖို့ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာရှိတဲ့အခြေခံအဆောက်အအုံစီမံကိန်းဓာတ်ဆိုင်ပေါင်းများစွာအတွက်ဒေါ်လာဘီလီယံပေါင်းများစွာ ထုတ်ချီးထားပါတယ်။တရုတ်ဟာကျွေးမီလဲထက်ဖြစ်သည့်နိုင်ငံရဲ့ဟန်ဘန်ဒူဘာစိတ်ကန်ကို69နှစ်အငါစာချုပ်နဲ့ရယူလိုက်ပြီးနောက်ယင်းနည်းမြုပ်နယ်မှုတွေဟာကျွေးမီထောင်ချောက်တွေဖြစ်သွားပါတယ်။ချင်းကိုရယူခဲ့တဲ့နိုင်ငံတွေဟာအထူးသဖြင့် COVID-19 ကရောဂါပြီးနောက်ပိုင်း စီးပွားရေးအကျင့်တန်းနဲ့စီမံကိန်းတားလာမကောင်းမှုကြောင့်ချင်းွေတွေပြန်ဆက်ဖို့ရုန်းကန်နေရပါတယ်။ရထားတဲ့ချက်လက်တွေရဖို့ဦးစက်နိုင်ငံ120နဲ့54နိုင်ငံကတရုတ်ကိုပေးရမယ့်ကြွေးမိဟာနောက်နိုင်ငံမီရှင်များအဖွဲ့ Paris Club ကိုစုပေါင်းပေးရမယ့်ပမာဏထက်ကျော်လွန်သွားပြီဖြစ်ပါတယ်။တရုတ်ဟာအိန္ဒိယ9နိုင်ငံနဲ့9နိုင်ငံဖြစ်တဲ့လောပါကစ္စတန်မွန်ဂိုလီးယားမြန်မာကဇစ်စတန်ကာဂျစ်စတန်တာဂျက်ကစ္စတန်တို့တွင်ငွေများဆုံးထုတ်ချီတဲ့ကျွေးရှင်ဖြစ်တယ်လို့သုတေသနစနစ်မှာဖော်ပြထားပါတယ်။ တေဝါယမနေ့ကပါကစ္စတန်ကိုဒေါ်လာ29ဘီလီယံထုတ်ကြည့်ပြီးကြီးမားဆုံးကျွေးရှင်ဖြစ်လာပါလေ2013မှာတင်းဦးဆိုပြခဲ့တဲ့ BRI စမဂိတ်ဟာအာရှဥရောပအာဖရိကနဲ့တခြားနိုင်ငံတွေနဲ့ချိတ်ဆက်ထားတဲ့ကုန်သွယ်မှုနဲ့အခြေခံအဆောက်အအုံရက်ကိုတည်ဆောက်ဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။နောက်ထပ်ဒီမော့ပြောချင်ပါတယ်။ဂါဇာမှာပုဂ္ဂလိကအဖွဲ့အစည်းတွေတောင်းမီထောက်ပံ့ရေးပစ္စည်းဖြန့်ဝေမှုစီစဉ်စတင်နေပါတယ်။ဂါဇာကမ်းမြောင်ဒေသမှာအမေရိကန်နဲ့အစ္စရေးကကြောထောက်နောက်ခံပြုထားတဲ့ ပုဂ္ဂလိကအဖွဲ့စည်းရဲ့ထောက်ပံ့ရေးခါဖြစ်ဝင်မှုစီစဉ်စတင်နေပြီးပါလက်စတိုင်းပြည်သူတွေစုပြုံတိုးခွေလက်ခံယူနေပါတယ်ပုဂ္ဂလိကအဖွဲ့အစည်းတွေကိုရိခါဖြုံရေးတာဝန်လွှတ်အပ်ပေးတာဟာကျွန်းပိုင်းရပြဿနာတွေရှိနေတယ်လို့ဝေဖန်ပြီးပါဝင်မှုပေါ့မှာမဟုတ်ဘူးလို့ကုလသမဂ္ဂကပြောထားပေမယ့်အမေရိကန်ကတော့စီစဉ်ထားတဲ့ကိစ္စကိုမေ29မှာလက်တွေ့အစဖြူခဲ့ပါတယ်။အစ္စရေးရဲ့ပြင်းထန်ကြက်တီးတဲ့ပိတ်ဆို့မှုကြောင့်ရိခါပြပြီးခတ်ကြုံနေရတဲ့ပါလက်စတိုင်းပြည်သူတွေဟာထောက်ပံ့ရေးပစ္စည်းဖြန့်ဝေတဲ့နေရာတွေရှိပြီး ဝရုံသုံးကားပြေလွှတ်သွားရင်ပြိုကျနေတဲ့စီးရီပေါ်ကပါကြော်ထွားနေတဲ့မြင်ကွင်းနေဗီဒီယိုမှာမြင်ရပါတယ်။ဂါဇာတောပိုင်းမှာရှိတဲ့ရာဖာမြို့တွေကဂါဇာလူသားချင်းစာနာမှုဖောင်ဒေးရှင်းရဲ့ခြံဝန်းထဲမှာထောက်ပံ့ရေးပစ္စည်းတွေမျှဝေပေးခဲ့တာဖြစ်ပါတယ်။ဒီချိန်မှာလူရဲများလို့လို့ဖွဲ့သားတွေကပါခဏနှုတ်ဆုတ်ခဲ့ရပါတယ်။လုံးကျုံရင်ယူပေးထားတဲ့ဤဆိုစစ်တပ်ကလည်းလူတွေအရင်စုပြုံတုံးတဲ့ချိန်မှာမလွဲမချောင်သာဖြစ်တဲ့တနက်ပြဖောက်ပြီးလူစုခွဲခိုင်းရပါတယ်။ ခါကြမှာလူသားချင်းစာနာမှုထောက်မဲ့လုပ်ငန်းစဉ်ကိုကုလသမဂ္ဂနဲ့ချိတ်ဆက်မှုမရှိဘဲအကောင်အထည်ပေါ်ဖို့ GHF အဖွဲ့အစည်းကရည်ရွယ်ထားပြီး American ကြေးစားတိုက်ခိုက်ကန်ထိုက်ကမ္ဘီတွေကိုလည်းလုံခြုံရေးအတွက်ခရင်ထားပါတယ်။ကုလသမဂ္ဂကတော့ရာဖာမှာတွေ့ရတဲ့မြေကွင်းတွေဟာကြေကွဲစရာပါ။ဂါဇာလူဦးရေနှစ်သမတ်တန်းအတွက်လိုအပ်တဲ့အကူအညီတွေအများဆုံးဖြည့်တင်ပေးဖို့နောက်ပြီးတော့အစွမ်းကုန်စူးစမ်းမယ်လို့လည်းပြောပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့အစ္စရေးဟာဂါဇာရဲ့ထောက်ပံ့ရေးလက်ကြောင်းမှန်သမျှအတင်းကျပ်ပိတ်ဆို့ထားတယ်လို့လူသားချင်းစာနာမှုပစ္စည်းတွေတင်ပို့ဖို့ အနည်းဆုံးသာခွင့်ပြုထားပါတယ်။တဖက်မှာတော့ဂါဇာမှာလူသားချင်းစာနာမှုကူညီရေးဝန်မြောက်ရေးကိစ္စစတင်တော့မှာဖြစ်တယ်လို့မေလ26ရက်နေ့မှာ GHF ဖွဲ့စည်းကကြေညာပါတယ်။မေဂန်သမားထရန်နိုင်ငံသားရေးဝန်ကြီးမာကိုလူဗီယိုတို့ကအဲ့ဒီလှုပ်ဆောင်ချက်ဟာရဲရင်ပြီးပုံစံကွက်ပြင်ပကတွေးခေါ်ဆောင်ရွက်မှုလို့ချီးကျူးပြောပါတယ်။မေဂန်ဆိုရရရှိတဲ့ဂါဇာခြေဆိုင်ပါလက်စတိုင်းပြောက်ကြားဖွဲ့ဟာမှဆာရိတ်ခါဝင်ညာရေးဆောင်နေရစီပါလက်စတိုင်းပြည်သူတွေမတော်နိုင်အောင်ဟန်တာဖို့ကြိုးစားတယ်လို့ဆွဆွဲပါတယ် တော့ရေးချက်ဖွဲ့ဟာလုပ်ငန်းစတင်နေကလေးကလိုပေါင်း၄သိန်း၆တောင်းကျော်အတွက်တနက်စာစံရေးခါတွေဝင်မြောက်ထားပြီးဖြစ်သွားတယ်။ Hamas တိဘောဆစစ်တပ်ပဒလူတော်အမေရိကန်အာရဘနီကတိကျတဲ့ဘာထောက်ထားမှပြတ်သားခြင်းမရှိပါဘူး။ Israel စစ်တပ်ကပြောရမယ်ဆိုရင်တော့ Rafana မှာရှိတဲ့ Tel and Sudan ရပ်ကွက်မှာမေ29ရက်နေ့ကနှစ်လျခွဲပြီးရိတ်ခါဝင်မြောက်မှုတွေစတင်နိုင်ခဲ့တယ်လို့တိကျအတည်ပြုထုတ်ပြန်သွားတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ် ိမိရဲ့လုပ်ငန်းတွေပေါ်မှာပဲပြန်လည်အာရုံစိုက်တော့မယ်လို့ Elon Musk ကပြောလာပါတယ်။လူမှုကွန်ရက် Ace အကြီးကျယ်ရဆိုင်မှုဖြစ်ခဲ့ပြီးနောက်သူ့ရဲ့လုပ်ငန်းဆောင်တောင်းတွေပေါ်ပုံမှန်အာရုံစိုက်မှုစီစဉ်နေကြောင်း Elon Musk ကပြောပါတယ်။တပတ်ကို24နာရီလုံးလုပ်ပြီးအစည်းအဝေးခန်းစာပါခန်းစေဝန်ခန်းတွေမှာအိတ်တာပြန်လုပ်ရတော့မယ်လို့သူက Twitter မှာ post တင်ခဲ့ပါတယ်။ကျွန်တော် Tesla နဲ့ကျွန်တော်ရဲ့ Ace Ace AI အဲဒီလုပ်ငန်းတွေပေါ်မှာပဲထူးထူးစိုက်ပါတော့မယ်။ ဘာလို့လဲကျွန်တော်တို့မှာအရေးကြီးတဲ့နည်းပညာတွေထွက်ပေါ်လာတာမဟုတ်လို့ပါလို့ပြောပါလိမ့်ဒီတစ်ပတ် ASEAN လုပ်ငန်းလေပံပြဿနာကတက်တည်ပြခဲ့ပါတယ်လုပ်ငန်းပိုင်းဆိုင်ရာတူတက်မှုကြီးကြီးမားမားလုပ်ဖို့လိုနေပြီလို့ Elon Musk ကရေးပါတယ်မြို့မြို့သော website တွေနဲ့ online ဆံမှုတွေအခြေအနေကြောင့်သတင်းချက်လက်ပေးဖို့တဲ့ down data အဆိုအရ American သုံးပြည်သူ2500ရှာခန့်က expat တက်မှုကိုသတင်းပို့ပါတယ်ဖြစ်တဲ့ဖြစ်တဲ့ဂျပန်တခြားနိုင်ငံတွေမှာလည်းပြတ်တက်မှုဖြစ်ခဲ့ပါတယ် သူကြီးကျက်နေတဲ့ American အစိုးရရဲ့ DOG ဌာနမှာသူ့ပေါ်မှုကိုမေလကစတင် short ချမယ်လို့ Elon Musk က AB လာကလေးကပြောခဲ့ပါလိမ့်အဲ့ဒီကြီးရတဲ့ကတက်စလာက2025ပထမတောင်းတော့ဘက်အတွင်းအသက်တွေဝင်ွေဟာ82ရာခိုင်နှုန်းကျဆင်းသွားပြီးနောက်စင်ကာစာထွက်ပေါ်လာတာဖြစ်ပါလေ။သုံးသက်သူတွေက DOG ကြီးကဲ့ဖြစ်နိုင်ငံရေးလှုပ်ရှားမှုကြောင့်လုပ်ငန်းပေါ်ထိခိုက်ကြကစီးပွားရေးကျဆင်းခဲ့ခြင်းဖြစ်တယ်လို့သုံးသက်ကြပါလေ။နောက်ထပ်သတင်းပို့ပြောချင်ပါသေးတယ်။ EU ကတော့စည်ရေးပြင်ဆင်လာပြီပဲဖြစ်ပါတယ်။ဒီနေ့က EU ကယူကရိန်းကိုထောက်ပံ့ပေးတဲ့လက်နက်တွေရုရှားပိုင်နယ်တွင်ပြစ်ခတ်နိုင်ခွင့်ရှိတယ်လို့ကြေညာလိုက်ပြီးတော့မှပဲ EU ကလက်နက်ရန်ပုံငွေဖြင့် Euro Billion 150ထားဖို့အတည်ပြုလိုက်ပြီဖြစ်ပါတယ်။အရင်တော့ကတော့ EU က၎င်းတို့ရဲ့လက်နက်တွေကိုရုရှားပိုင်နယ်တွင်လုံးဝမပစ်ဖို့ယူကရိန်းကိုတားမြစ်ထားတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ နေတိုးဖွဲ့ဝင်နိုင်ငံတွေနဲ့ရုရှားထိုက်တန်မတွေ့ကျင်တဲ့အတွက်ကြောင့်ပေါ့ရုရှားသမ္မတပူတင်ကလည်းတကယ်လို့သာ EU ဖွဲ့ဝင်နိုင်ငံတွေလက်နက်တွေကြောက်ရွံ့ဒါဟာရုရှားကိုစစ်ကျင်ညာတဲ့သဘောမျိုးမှတ်ယူရလိမ့်မယ်ဆိုပြီးကြေညာထားတာဖြစ်ပါတယ်။အဲ့ဒီတော့တော့ကန့်သက်ခဲ့ပေမဲ့နောက်ပိုင်းမနေ့ကတည်းပြန်ခွင့်ပြုလိုက်တာပဲဖြစ်ပါလိမ့်။ဒါဟာရုရှားအတွက်တော့တော်တော်လေးကိုဒေါသထွက်စရာကောင်းပါလိမ့်။ ဤကပြင်ဆင်တဲ့အနေနဲ့လက်နက်ရမုံဝေပါထားဖို့အတွက်တည်ပြုလိုက်ပြီဖြစ်ပါတယ်။မေ28ရက်နေ့ကတည်ပြုခဲ့တာပါ။အမေရိကန်ဒေါ်လာနဲ့တွဲနဲ့ဒေါ်လာ180ဒသမ2ဘီလီယံဘိုးရှိပါတယ်။ဥရောပသမဂ္ဂအဆင့်ပထမဆုံးကြီးစားကာကွယ်ရေးယင်းနှမြုံမှုအစီအစဉ်ကိုအတည်ပြုခဲ့ပါပြီလို့ EU ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ဥရောပအတွက်လုံခြုံရေးဆောင်ရွက်ချက်ချင်းအစီအစဉ်အစ်စ်ကလည်းရမုံငွေကိုပံ့ပိုးပေးမယ်လို့ပြောပါတယ်။ဒီအစီအစဉ်ဟာ ဦးစားပေးစွမ်းဆောင်ရည်ကြီးအတွက်ဦးတွဲဝယ်ယူအစီအစဉ်ရကောက်ဝေးပစ္စည်းထုတ်လုပ်ရမှာယင်းနှုတ်နံဖို့ရွေးချယ်ခံဖွဲ့ဝင်နိုင်ငံတွေကိုရှင်ပြန်နိုင်တဲ့ဈေးနှုန်းနှိမ့်ချချီးမြှင့်တွေကမ်းလှမ်းမှာပါဥရောပသမဂ္ဂအမှုဆောင် ဖြစ်တဲ့ဥရောပကော်မရှင်ဟာဥရောပလက်လက်ပြလက်တက်စင်ရေးစီမံကိန်းအသင်းဖြစ်ဖို့2030ကလန်ဂျာအတွက်မရှိမဖြစ်အစိပ်ပိုင်းဖြင့်မလမှာဒီယံပုံငွေတဲကရူဘီလီယံ800တုံးကိုရည်မှန်းထားပါတယ်။ဒီယံပုံငွေနဲ့ဥရောပလူကြုံရဲ့ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအကောင်းအောင်လုပ်မယ်လို့ဆိုထားပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ မော်စကိုကယူကရိန်းကိုငြိမ်းချမ်းရေးစာချုပ်လွှာမကြာမီလွှဲပြောင်းပေးသွားမယ်ဆိုပြီးဘယ်တော့လဲဆိုတာတော့ထောက်ခေါ်ပြောခြင်းမရှိသေးပါဘူး။နှစ်ဖက်ပြည်လည်းမှုရရှိနိုင်ဖို့လားလားရှိတဲ့အဓိကအခြေခံမှုတွေပါဝင်တဲ့ငြိမ်းချမ်းရေးစာချုပ်လွှာကိုယူကရိန်းကိုမကြာမီပေးပို့သွားမှာပါလို့ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်မာရီယာဇာခါရိုဘာကဆိုပါတယ်။နိုင်ငံပြည်လည်စမဲ့ခြေကမှုတွေဖြစ်နိုင်ခြေရှိတဲ့ငင်းချင်းသဘောတူချက်အပြစ်ခက်ရစေရုပ်ပါဝင်တဲ့ငင်းချင်းရင်းစာချုပ်မှုကြံကို ရုရှားဘက်ကဆက်လက်လှုပ်ဆောင်နေပြီးမကြာမီပို့ဆောင်သွားမယ်လို့ဆိုပါတယ်ဒါရုရှားကပဲသူ့သဘောနဲ့သူလှုပ်ဆောင်နေတာဖြစ်ပြီးအမေရိကန်ရဲ့ဂျာဝင်ခွင့်တန်းချက်မပါကြောင်းဒါအပြင်ယူကရိန်းရဲ့သဘောဆန်တော့ကိုလည်းမမေ့ဘူးလို့ဆိုပါတယ်ရုရှားရဲ့လိုလားချက်အတိုင်းသာစာရေးနေတယ်ဆိုပါတယ်အလုံးပြီးတာနဲ့ယူကရိန်းကိုပေးပို့သွားမှာဖြစ်ပြီးယူကရိန်းနေနဲ့လည်းသူတို့သတ်မှတ်ထားတဲ့မူကြမ်းကိုအပြန်အလှန်ပြန်ပို့ပေးဖို့ညှော်လင့်ကြောင်းပြောပါတယ်နောက်ပြီးတော့ တူညီတဲ့အချက်တွေကိုညှိနှိုင်းဆောင်ရွက်မှာဖြစ်ပြီးမတူညီတဲ့အချက်တွေကိုတော့ခဏဖယ်ထားမယ်ပြောပါတယ်။ပြီးခဲ့တဲ့ဘက်ကရုရှားသမ္မတနဲ့အမေရိကန်သမ္မတတို့တယ်လီဖုန်းနဲ့ဆက်နွယ်ခြင်းပဲရှားဘက်ကအလားအလာရှိတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်အတွက်သမ္မတချက်တွေပါဝင်တဲ့စာချုပ်လွှမ်းမှုကြောင့်ပြင်ဆင်ပြုလုပ်ဖို့သဘောတူခဲ့တာလို့ဆိုပါတယ်။ယူကရိန်းဘက်ကတော့ရုရှားရဲ့အဲ့ဒီလိုမျိုးငြိမ်းချမ်းရေးတော်လာနဲ့ပတ်သက်ပြီးတော့ကြိုးစားကြောင်းပြောပါတယ်။ဒါပေမဲ့ရုရှားအနေနဲ့သူတို့လိုတင်တဲ့တစ်ဖက်သက်အချက်တွေကိုပဲရေးထားမှာဖြစ်ပြီးယူကရိန်းကအဲ့ဒါကိုလက်မခံဘူးဆိုပါတယ် ရုရှားတဖက်သက်အချက်လက်ကိုသာယူကရိန်းဘက်ကလက်မခံဘူးဆိုရင်အေဂျာပေါ့တိုက်ပွဲတွေဟာပြန်ဖြစ်မှာဖြစ်လို့ဒါဟာတကယ်တော့အကျုံးဝင်တဲ့လှုပ်ဆောင်ချက်မဟုတ်ဘဲနဲ့ဘာမှအထောက်အကူပြုမှာမဟုတ်ဘူးလို့ယူကရိန်းသမ္မတဇီလန်စကီကပြောပါတယ်ရုရှားရဲ့လူလာချက်ကလက်ရှိယူကရိန်းနိုင်ငံလုံးရဲ့25%လောက်ကိုထိန်းချုပ်ထားပြီးအဲ့ဒီနယ်မြေလေးခုကိုပူတင်ကရုရှားရဲ့နယ်နိမိတ်အတွင်းကိုထယ်သွင်းဖို့ပဲမျှော်လင့်နေတာဖြစ်ပါတယ် ယူကရိန်းကလည်းဒါကိုလုံးဝလက်မခံဘူးဆိုပါတယ်။နောက်ထပ်ရုရှားရဲ့လူလာချက်တစ်ခုကရှေ့နှဆင်းနာကလည်းယူကရိန်းဘက်တွေပြန်ဆုတ်ခွာရေးဖြစ်ပါတယ်။ဒါပေမဲ့ရုရှားဘက်ကတော့မဆုတ်ခွာဘူးလို့ဆိုပါတယ်။ဒါဟာဘလို့မဖြစ်နိုင်တဲ့အချက်လေးတွေကိုယူကရိန်းကလည်းပြီးခဲ့တဲ့အစ္စတန်ဘူမှာပြုလုပ်တဲ့အစည်းအဝေးမှာခေတ်ကပြောထားတာဖြစ်ပါတယ်။တကယ်လို့ဒါအဲ့ဒီအချက်လက်တွေတိုင်းကရုရှားကထပ်တောင်းဆိုရင်တော့ဒီဆွေးနွေးပွဲဟာလည်းဒိတ်ပဲရှိမှာမဟုတ်ဘူးလို့ဥရောပသမဂ္ဂကသုံးသပ်ထားပါတယ် နောက်ထပ်သတင်းပုတ်ပြောခြင်းပါတယ်။ရုရှားသမ္မတပူတင်ပေါ်ထရရဲ့ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေဟာတော်တော်လေးဆိုးဝါးကြောင်းရုရှားရဲ့ဒုကောင်ဆောင်ဒီမီထရီမက်ဘီတက်ကဆိုပါတယ်။ပူတင်ဟာမင်းနဲ့ကစားနေတယ်လို့အမေရိကန်သမ္မတထရန်ကဆိုရှယ်မီဒီယာမှာပို့တင်ခဲ့တာကိုရုရှားလူကြိုကောင်စီဒီမိုကရာဒီမီထရီမက်ဘီတက်ကတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ထရပူတင်ကမိမဲ့ကစားနေတယ်ဆိုတဲ့စကားနဲ့ရုရှားကိုတကယ်ဆိုးတဲ့အရာတွေဖြစ်လာမယ်ဆိုတာကျွန်တော်တို့ကိုချင်းချောက်နေတာလို့မှတ်ယူပါတယ် ကျွန်တော်တကယ်ဆိုတဲ့အရာကိုသိပါတယ်အဲ့ဒါတတိယကဘာစစ်ပါဖန်တောင်းနားလည်မယ်လို့မျှော်လင့်ကြောင်းမပီတက်ကပြောပါတယ်တကယ်လို့မေဂန်အနေနဲ့ရုရှားကိုသာဒီထက်ပိုပြီးဖိအားပေးပြီးစီးရင်ရပါဝန်ရောက်စဖတ်မှုတွေရှိလာရင်တတိယကဘာစစ်မလွဲမသွေပဲဆိုပြီးတော့ရုရှားသူကောင်ဆောင်ဒီမိုထရီမပီတက်ကအထောက်ကိုပြန်ပြောလိုက်တာပဲဖြစ်ပါတယ်အင်္ဂါနေ့စော်ဘန်ကခန့်ကတူတာမရှိရင်ရုရှားအတွက်တကယ်ဆိုတဲ့အရာတွေဖြစ်ခဲ့ပြီလို့ပြောပါတယ် ရွေးကောက်ပွဲမှာတူနိုင်ရတာဟာရုရှားအတွက်ကန့်ကောက်ကြောင်းပြောပါတယ်။ရုရှားကောင်းဆောင်ကဒါကိုနားမလည်ဘူးလို့သူကဆိုပါလေ။ကိုတင်လို့နာမည်မထည့်ပေမဲ့ရုရှားကောင်းဆောင်ကိုသူကအသုံးလုံးသွားပါတယ်။အခုတော့ရွေးကောက်ပွဲမှာတော့ကလည်းကိုတင်ကထရန့်ကိုအားပေးမဲ့စားကမလာဟာရက်ကပိုတင်တော်တယ်လို့ပြောဆိုကြတယ်လို့ထရန့်ကမကြေမချဲဖြစ်နေတာဖြစ်ပါလေ။မေဂန်သမရဟာဒီလိုမျိုးဆွဆွဲချက်ကိုမင်းနဲ့ကစားနေတာလို့ခိုင်းလိုက်ဖော်ပြခဲ့တာဖြစ်ပြီး တကယ်တော့မင်းနဲ့ကစားနေတာဟာသူကိုယ်တိုင်ပဲဖြစ်တယ်လို့ဒီမျိုးဖြစ်နေပြီလက်ကပြောပါလိမ့်။သူ့အနေနဲ့သူ့လိုချင်တဲ့ငင်းကြင်ကြီးလက်ရှိဖြစ်ပြနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီးတော့နားလည်မှုမရှိဘဲဝေရောက်ဆွဖတ်မှုတွေဂျက်တန်ကရက်တင်တယ်လို့ဒီမျိုးဖြစ်နေပြီလက်ကပြောပါလိမ့်။မေဂန်အနေနဲ့ဆက်လုပ်လို့ပိုဆိုးလို့ဖြစ်မှာလို့ပြောပါလိမ့်။အမထန်ကသူ့ရဲ့ရေကောက်ပဲဂရီကိုအနေနဲ့ဒီစပွဲကိုပြီးစေချင်တာဖြစ်ပြီးတော့အဲ့ဒီတော့ကတည့်ရက်အတွင်းပြီးပြမယ်လို့ပြောပေမဲ့အခုတော့သူတမားဖြစ်တာဟာ ချက်ပေါင်းတရာတော့ကြော်ပြီးဖြစ်ပါတယ်။ဘာမှဒီအခြေအနေကလည်းမထူးသေးပါဘူး။ဒါဟာသူ့အတွက်အရှက်ရစရာပဲလို့ဒီမိုကရေစီတက်ကပြန်ပြောင်းပြောသွားပါလိမ့်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ရင်ကျဲလမ်းကြောင်းကိုပါကင်စတန်နေနဲ့ယွင်းယွင်းမယွင်းရင်သူတို့တကြီးစံကအသင့်ပဲလို့အိန္ဒိယဝန်ကြီးမိုဒီကပြင်းပြထန်ထန်သတိပေးလိုက်ပါလေ။နောက်ကူတာရဲ့ပြည်နယ်မှာကျင်းပတဲ့ခမ်းနားမှာမေကွန်းပြောရင်မိုဒီဟာစစ်သေးကြတဲ့အတွက်အိန္ဒိယဆိုရကလုံးဝတိမခံဘူးလို့ထပ်လောင်းပြောခဲ့ပါလေ ပါကစ္စတန်ကိုအကြမ်းဖက်မှုရောဂါကနေလွတ်မြောက်ဖို့ဆိုရင်ပြည်သူတွေတက်တက်ကြွကြွရှိဖို့လိုပြီးလူငယ်တွေကလည်းကိုယ့်အနာဂတ်ကိုပဲရှေ့ဆက်လမ်းမှုလိုပါတယ်။အကြမ်းဖက်ဝါဒတွေလည်းခေါင်းထဲမရောက်ဖို့လိုပါတယ်။အေးစစ်စစ်နေပြီးကိုယ်ထမင်းကိုစားပါမဟုတ်ရင်တော့ကြီးစံပြင်ထားပြီးသားပဲလို့မူဒီကချင်းချောက်သွားပါတယ်။အငင်းပွားဟိမွန်တာနေမြေမှာကက်စမီးယားမှာအေပီ22က အိန္ဒိယခရီးသွားအများစုပါဝင်လူ26ယောက်သေဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးပါကစ္စတန်နဲ့အိန္ဒိယကြားထဲမှာမေလကတိုက်ပွဲတွေပြင်းထန်တာဖြစ်ခဲ့ပါတယ်။အဲဒီနောက်အမေရိကန်ရဲ့ဂျာဝင်စစ်စမှုနဲ့တိုက်ပွဲတွေကလောလောဆယ်ယာယီပြည့်ရထားပါတယ်။ဒေလီကအကြမ်းဖက်သမားတွေရဲ့တပ်ဖြတ်မှုကိုပါကစ္စတန်ကကြောထောက်နောက်ခံပြုနေတာလို့ပြစ်တင်ခဲ့ပြီးဒီဆိုဆွဲချက်ကိုတော့ပါကစ္စတန်ကညင်ပါတယ်။လက်ရှိမှာတော့တင်းမာမှုတွေဟာဆက်ရှိနေသေးပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ဂျေရုစလင်ချစ်တပွဲနေ့မှာအစ္စရေးလူအုပ်ကပါလက်စတိုင်းတွေကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နှစ်စဉ်ကျင်းပတဲ့ဂျေရုစလင်နေ့ချစ်တပွဲတွင်လက်ရဇောဝါဒီအစ္စရေးလူအုပ်ကြီးကပါလက်စတိုင်းတွေကိုတိုက်ခိုက်ခဲ့ကြောင်းသတင်းတွေမှာဖော်ပြသွားပါတယ်။တနင်္လာနေ့ကကျင်းပတဲ့ချစ်တပွဲတွင်မှာကျွေးကြော်တန်နေတဲ့သူမျိုးသားရေးလှုပ်ဆော်တဲ့ဆောင်မိုးတွေကိုအချင်းချင်းအော်ဟစ်ခဲ့ပါတယ်။ဒါ1968ခုနှစ်မှာအာရဗ်နိုင်ငံတွေနဲ့ဖြစ်ခဲ့တဲ့6ရက်တာစစ်ပွဲတွင်အစ္စရေးတပ်ဖွဲ့က ပါလက်စတိုင်းအများစုနေထိုင်ရာအရှေ့ဂျေရုဆလင်ကိုတိမ်ပိုက်ခဲ့တဲ့ထိမ်းမက်နေလည်းဖြစ်ပါတယ်။အဲဒါဂျေရုဆလင်မှာတိုင်းနေကာယန်ထားတဲ့မြို့ဟောင်းတွေကပါလက်စတိုင်းနေမျိုးတွေကိုအစ္စရေးဂျူးတွေဝင်ရောက်လာခြင်းမှာရုံးဝန်းစံကပ်ဖြစ်ခဲ့ပါတယ်။အစ္စရေးတိုက်ကံကောင်းသောရဲလာပစ်ကတော့ဂျေရုဆလင်နေခန်းတော်ကိုအမုန်းတရားနဲ့လူမျိုးခွဲခြားတဲ့ပွဲတော်ဆိုတဲ့အပြင်ဂျူးဘာသာအတွက်မှာအရှက်ရစရာနေလို့ပြောပါတယ်မြို့သားရွာတွေဖြစ်တဲ့တကြွလှူရှာသူတွေက69မှာဂျေရုဆလင်ငါတို့လက်ထက်ရောက်2025မှာဂါဇာငါတို့လက်ထက်ရောက်ဆိုတဲ့စံပို့တွေကိုင်ထားပါတယ် ဒါအပြင်ကျွေးကြော်တန်လေးနဲ့ပြင်းပြင်းထန်ထန်ကျွေးကြော်ပြီးခြေတပွဲတစ်လျှောက်လမ်းလျှောက်လာတယ်လို့သိရပါတယ်။နှစ်စဉ်နှစ်တိုင်းထောင်ချီတဲ့ဣဇွေးနိုင်ငံသားတွေဟာဂျေရုစလင်ပါဝင်သိမ်းပတ်ထားတဲ့မြို့ဟောင်းစီခြေတရင်ဂျူးဘာသာဝင်တွေထွက်မြက်ထားရအနောက်ဘက်ဒတိုင်းမှာဆုံးသက်လိမ့်ရှိပါတယ်။အခုနှစ်ခြေတပွဲဟာ ဂါဇာစစ်ပွဲနဲ့တူနောက်ဘက်ကန်ကဟာမတ်စ်ဖုတ်ဝင်တွေကိုအစ္စရေးထိုးစစ်ဆင်မှုပြင်းထန်လာခြင်းနဲ့တိုက်ဆိုင်ပါတယ်။ကမ္ဘာကုလသမဂ္ဂရဲ့ပထဝီနယ်မြေဆိုင်ရာကဲဖြတ်မှုတွေကဂါဇာစိုက်ပျိုးမှု65ရာခိုင်နှုန်းကျော်ဟာအသုံးပြုမရတော့ဘဲ900ရာခိုင်နှုန်းအောက်သာထောင်ရဲစိုက်ပျိုးစရာရှိတော့တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါကြောင့်ဂါဇာကမ်းမြောက်မှာစိုက်ပျိုးမှုစုစုပေါင်းရဲ့လေဒသမ600ရာခိုင်နှုန်းဖြစ်တဲ့1,800သာကျန်တော့တယ်လို့ကုလအေဂျင်စီတွေကသတိပေးထားတာဖြစ်ပါတယ်။ နောက်ထပ်တင်တပုတ်ပြောချင်ပါတယ်အသားမဲမှာကြောက်ပြီးနေအောင်မခံတဲ့တေယုတ်မျိုးသမီးတူဟာအိပ်ပျော်နေစဉ်နှိမ့်လိုက်လို့အယိုးကျိုးသွားတဲ့ဖြစ်ရတစ်ခုဖြစ်သွားတယ်လို့သိရပါတယ် ဒီကိစ္စတကယ်ဖြစ်ခဲ့တာပါအမျိုးသမီးတူဟာတဲ့အသားမဲမှာကြောက်လို့အင်ဂျီလက်တို့မဝေဖူးလို့ဆိုပါတယ်အဲ့ဒီအမျိုးသမီးဟာအိပ်ပျော်စင်နိုင်ငံတွေအတွက်အယိုးကျိုးသွားပါတယ်ဒီဖြစ်ရက်ကတရုတ်လူမှုကွန်ရက်မှာလူများကိုထိတ်လန့်ကြောက်ချားစေပါတယ်တရုတ်ယူအတိုင်းဆေးဟုတ်မှာရှိတဲ့ရှန်တီဆေးဟုတ်အရေးပေါ်ဌာနမှာဆရာဝန်တွေကပုံမှန်မဟုတ်တဲ့ဖြစ်ရက်ကိုလူမှုမီဒီယာမှာဖော်ပြပါတယ်တရုတ်နိုင်ငံမှာစီချွန်မီနဲ့ချန်တူကအသက်၄၈နှစ်အရွယ်အမျိုးသမီးဟာနေအောင်ကြီးကို ကြာရှိစွာရှောင်ခြင်းအကျိုးဆက်ကြောင့်အဲ့ရပေါ်မှာလူလူညံညံနဲ့ရိုးချိုးခဲ့ရပါတယ်ဒီမျိုးသမီးကငယ်စဉ်ကတည်းကနေအောင်ကြီးနဲ့ထိတွေ့မှုကိုရှောင်ရှားခဲ့ပြီးအပြင်ထွက်တဲ့အခါအင်ဂျီလက်တိုဝစ်စင်ခဲ့ပြီးနေအောင်ကြီးတန်ကောက်ွယ်စစ်အမြဲလိမ့်ပါတယ်အလွန်မင်းနေအောင်ရှောင်ခြင်းလေးထံနဲ့ပတ်သက်ပြီးသူမမိသားစုကအစိုးရကူပန်မှုတွေထုတ်ဖော်ပြောခြင်းရှိမရှိမသိရပါမယ်သူတရားပြီးတော့ဒီကိစ္စဟာတည်ရောက်မှုရှိခဲ့ပါတယ်ဆေးရုံတင်ပြီးတော့သူ့ရဲ့ဗီတာမင် D ပမာဏအလွန်နှိမ့်ချက်ကြောင့်တွေ့ရပြီးအယိုးသိပ်သီးစများကျဆင်းနေပြီးပြင်းထန်အယိုးပွားရောဂါဖြစ်နေပါတယ် ကွမ်ဂျိုစီတက်ကတို့ပြမယောဂကုစီအမှာကြောရွခွဲစိတ်ကုစီအဝင်ကတော့နေအောင်နိုင်ကောက်ဖို့အတွက်ခေါင်းကလေးချစ်ပြားသည့်အပြည့်ဖုံးကထားတဲ့လူတွေကိုအခုတွေ့မြင်နေရတယ်ဒါကျမရင်းနဲ့မညီညွတ်ပါဘူးကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အရိုးတွေအားလုံးဟာဆယ်နှစ်တစ်ကြိမ်ပြတ်ပေါက်နေပေမဲ့အသက်30ကဆက်ပြီး20အရိုးတူ300တက်မှတက်ရခံလို့ဒီဆုံးရှုံးတက်ပါလေကယ်လ်ဆီယမ်စားသုံးမှုနည်းလာလျော့ကျင်မှုထိတွေ့တာဗီတာမင်ဒီချိုးထဲတာကယ်လ်ဆီယမ်စိတ်မှုနည်းတာစိတ်လေးတောက်တာအရက်လိုမျိုးတောက်တာကအရိုးကျန်းမာရေးထိခိုက်ကြပါလေ တောင်းပြုံးလိုက်စရာပါပဲအဲ့ရပုံလေးလိုက်ရုံနဲ့လူတယောက်အရေးကြိုးသွားသလားလို့အင်တာနက်ပေါ်မှာလူတယောက်ကလည်းရေးထားတာဖြစ်ပါတယ်နောက်ထပ်သတင်းပို့ပြောခြင်းပါတယ်